တန်တရာလေတော့အိမ်မင်းခန့်တရာရန်ကုန်မြို့ပြရဲ့ပင်မမှုတွေကနေခဏလောက်လုံမြောက်ချင်လာနဲ့သူငယ်စဉ်ကဖိုးဖြစ်သူနဲ့နေထိုင်ခဲ့တဲ့နေမြို့လေးကအိမ်အူကြီးစီကိုပြန်လာခဲ့တယ်။နေပေါင်းများစွာလူမနေပဲဖြစ်ထားတဲ့အိမ်ကြီးက၆ကက်ကက်နဲ့ညှို့မိုင်းနေတယ်။တဒါနထအင်ကြီးရဲ့အပေါ်ရက်ပရင်ပေါက်တွေကအထဲကိုဘသူမှမမြင်နိုင်အောင်ဖုံတွေနဲ့မှိုင်းညွှန်းနေသလိုပဲပထမဆုံးညမှာတော့မင်းခန့်တယောက်ခီးပန်းလာတာနဲ့အိပ်ပျော်သွားခဲ့တယ် ဒါပေမဲ့ညတကောင်လောက်မှာပေါ်တက်ကအကျန်းကင်းပေါ်မှာတစုံတယောက်ဖြည်းဖြည်းချင်းလမ်းလျှောက်နေတယ်လို့ကြွီးကြွီးဆိုတဲ့အတန်အတက်တက်ကြီးကြားလိုက်ရတယ်။သူကဒါဟာအိမ်အိုကြီးမှုတစ်သားတွေကြုံလိုက်ကားလိုက်ဖြစ်တဲ့အတန်ပဲနေမှာပါလို့တွေးပြီးပြန်အိပ်ပျော်သွားခဲ့တယ်။နောက်တနေ့ညမှာတော့အဲ့ဒီအတန်ကိုထတ်ကြရပြန်တယ်။ဒီတခါတော့လမ်းလျှောက်တန်တက်တက်မဟုတ်ဘဲမိမတယောက်ရဲ့တနာစီယာရှိုင်းကိုတန်လို့လို့အတန်ကိုပါကြားလိုက်ရတယ်။ မိခန်းတယောက်တသိန်းနေထပြီးအပေါ်တက်ကိုမဝင့်မရဲနဲ့လှမ်းကြည့်လိုက်တယ်။မောင်တူးကလွဲပြီးဘာမှမတွေ့ရပေမဲ့တစုံတယောက်ကသူ့ကိုအပေါ်တက်ကနေငုံကြည့်နေတယ်လို့ခံစားချက်ကြီးကတော့သူ့ကြောရိုးတဲ့ကိုစိတ်တက်သွားစေတယ်။မနှက်မိုးလင်းတော့သူ့အိမ်ကြီးနာချင်းအဖွားကြီးတယောက်ကိုအိမ်အเจ้าမေးကြည့်မိတယ်။ဖွားကြီးကမျက်နှာပြတ်သွားပြီးလေးတန်တိုးတိုးနဲ့ပြောပြတယ်။မင်းဖိုးမဆုံးခင်ကအဲ့ဒီအိမ်မှာသူ့ညီမတယောက်ရှိတယ်။နာမည်ကမခင်တီးတဲ့။ တိတ်လှပြီးတိတ်အေးတဲ့မိန်းကလေးပဲဒါပေမဲ့ကန်ဆိုးရှာပါတယ်သူချစ်တဲ့လူနဲ့သဘောမတူလို့အိမ်က အပေါ်ရက်အခန်းထဲမှာ ပိတ်ထားခံရပြီးမစားမတောက်နဲ့အစာငတ်ခံဆန္ဒပြရင်ရှင်ခွဲနာကြပြီး ဆုံးသွားရှာတယ်အဖွားကြီးကအပေါ်ရက်ကရှေ့ဘက်ထောက်ဆောင်ခန်းကိုလက်ညှိုးထိုးပြတယ်အဲ့ဒီအခန်းကမင်းခန့်ရောက်ကလေးကအတန်ကျောင်းတဲ့အခိုင်မှာပိတ်ထားတဲ့အခန်းဖြစ်နေရယ်။အဲ့ဒီညမှာတော့ဖြစ်ဖြစ်တွေကပိုဆိုးလာတယ်။ လမ်းလျှောက်တန်းငိုတန်းတွေအပြင် သူ့အခန်းတကားကိုလူစုံတယောက်ကဖြည်းဖြည်းချင်းလာကုတ်ချစ်နေတဲ့အတန်ကိုပါကြားလာရတယ်။သူ့ဖျားသားရီရုပ်အိတ်ဆက်ဖို့စူးစမ်းပေမယ့်အဲ့ဒီအတန်ကြီးကသူ့နားထဲမှာပဲ့တင်ထက်နေတယ်။တရင်တို့တော့သူ့ဂရင်ချီရင်မှာစပင်ရှီဖားလာနဲ့မိမတယောက်ရဲ့ပုံရိပ်အဲ့ဒီအရိပ်ကသူ့ကိုစိုက်ကြည့်နေပြီးအိတ်ဆက်ခတ်ထန်နဲ့လေတန်နဲ့ဒါကျမအိမ်လို့တိုးတိုးလေးပြောလိုက်တယ် မင်းခန့်တယောက်အသက်ရှူဖို့တောင်မိသွားပြီးအဲ့ရထဲမှာတောင့်တကြီးဖြစ်နေမိတယ်။အရေးကြီးကသူ့စီကို ဖြည်းဖြည်းချင်းတိုးလာတဲ့အချိန်မှာပဲသူတတိဝင်လာပြီးအတကုံအော်ဟစ်ကအိမ်ထဲကနေပြေးထွက်သွားတော့နောက်နေ့မနက်မှာသူ့ဝတ်စားတွေတောင်ပြန်ပြူတော့ပဲရန်ကုန်ကိုချက်ချင်းပြန်မှုကားဂိတ်ကိုပြေးခဲ့တယ်။ကားပေါ်ရောက်လို့နေမျိုးလေးကိုနောက်ဆုံးတစ်ခေါက်လှည့်ကြည့်လိုက်တဲ့အခါသူ့အိမ်ကြီးရဲ့အပေါ်ဒတ်ပြင်ပေါက်မှာမိမတယောက်ရက်နေတာကိုလှမ်းမြင်လိုက်ရတယ်။အဲ့ဒီမိမကသူ့ကိုလက်ပြနှုတ်ဆက်နေတယ်လို့ပဲ။ ဒါပေမဲ့သူ့မျက်နှာကပြုံးနေတာမဟုတ်ပဲအဆုံးမရှိဝမ်းနည်းမှုတွေနဲ့ပြည်နေတဲ့မျက်နှာမျိုးထူးဆန်းတာကတော့အိနီယာစပြီးရွာရဲရလူတွေဟာညညဆိုရင်အင်အိုကြီးတဲ့ကနေမိန်းမတယောက်ရဲ့ဆိုင်ငူတန်းအပြင်ယောက်ျားတယောက်ရဲ့တောင်းမှန်တိုးရှုံးနေတဲ့အတန်ကိုပါကြားရတယ်လို့ပြောကြတယ်။မင်းခန့်တရားအဲ့ဒီအိမ်ကနေထွက်ပြေးလွတ်မြောက်ခဲ့ပြီမဲ့သူရဲ့အသိစိတ်တချို့ကတော့အဲ့ဒီအိမ်အိုကြီးရဲ့အခန်းတစ်ခုမှာထာဝရပိတ်မိသွားခဲ့ပြီးဖြစ်ကောင်းဖြစ်လိမ့်မယ်။ဇလန်းလေးကတော့ဒါပါပဲရှင်။